ဟိုအားလုံးပဲမြင်လာပါလေး channel လေးကနေကြိုးစိုးလိုက်ပါတယ်။အာဒီနေ့လင်းက emotional intelligence ဆိုရဲခေါင်းစဉ်လေးနဲ့အာပြပြပြီးတော့မှဖြစ်တယ်ပေါ့နော်။ What is emotional intelligence? Emotional intelligence ဆိုတာဘာလဲ။အဲ့တော့အာ emotional intelligence ဆိုတာကအတူကောက်ပြောမယ်ဆိုလို့ရှိရင်ခံစားချက်ရဲ့နောက်ကိုမလိုက်တာအာဖြစ်လာတဲ့ကိစ္စအပေါ်မှာ trauma response action မလုပ်တာလို့ပဲအတူကောက်ပြောပြစီပေါ့နော်။ Okay အခုပြောရတဲ့အချိန်မှာအတူကောက်အရင် ပြောလိုက်တဲ့ခါကျတော့ကအာဒါရဘလိုမင်းကြီးပဲဘလိုမြင်ရမှာလဲဆိုပြီးနည်းနည်း confuse ဖြစ်သွားတာရှိနေတယ်။အဲ့တော့နည်းနည်းလေးမြင်တာအောင်ဒါကိုဥပမာလေးနဲ့ပြောပြမယ်ပေါ့နော်။အဲ အာနင်အာဒါရှေ့တစ်ဖက်ကဆိုလို့ရှိရင်ဒါဗီဒီယိုတစ်ခု Facebook မှာကြည့်ဖြစ်တယ်ပေါ့အဲ့ဗီဒီယိုမှာဆိုလို့ရှိရင်ဘာပါလဲဆိုတော့သူကကိုရီးယား short video တစ်ခုပေါ့နော်သူကအာ coffee sign design ကို ဒါဝန်ထမ်းတကလာပြီးတော့အာပထမဆုံးလှုပ်ရှားစင်းတယ်ရှားစင်းတဲ့ချိန်မှာသူကအာဝန်ထမ်းဟောင်းကောင်မလေးကိုမိရပေါ့နော်အာကျွန်တော်ဘာလုပ်ပေးရမလဲဆိုတော့အဲ့တော့ဝန်ထမ်းဟောင်းကောင်မလေးကဒီတိုင်းပဲရက်ပြီးတော့ customer ကိုအာဒီ coffee ရောင်းပေးရုံပဲလို့သူကပြောလိုက်တယ်ပြောလိုက်တဲ့ချိန်မှာကျတော့အဲပြီးရရှိတော့ဒီကောင်မလေးကနေသူပြန်ပေးရဘာဖြစ်လို့ပေါ့နော်အရင် coffee ဆိုင်ကြီးကနေပြီးတော့ထွက်ခဲ့ရလဲပေါ့နော်အဲ့လိုမိရချိန်မှာအာဝန်ထမ်းဟောင်းမျက်နှာကြီးတိမှိုင်သွားပြီးတော့ အဲဒီတိုင်းပဲအဆင်မပြေဘူးထွက်ခဲ့ရဆိုပြီးသူအဲ့လိုပြောလိုက်တယ်။ပြောလိုက်ပြောလိုက်ပြီးအဆင်ကြီးကောင်းမလေးကသူကဟိုကော်ဖီတက်ဖြောက်အောင်တက်ဖြောက်လဲတက်ဖြောက်အောင်အဲအဲ့မှာ तू ကကောင်တော်မှာစောင့်နေရတယ်။ကောင်လေးဝန်ထမ်းသက်ကောင်လေးကကောင်တော်မှာစောင့်နေနေတဲ့အမှကော်ဖီဝယ်မယ် customer ရောက်လာတယ်။ရောက်လာတော့သူ့အနေနဲ့မရဘော။ဘာလို့များသုံးဆောင်ချင်တယ်လဲဆိုတော့အဲ့ဒီမှာပထမဆုံး customer ရောက်ကြလိ။အဲ့တော့သူကဘာပြောလဲဆိုလို့ရှိရင်သူ American လိုလိုချင်တယ်ဆိုတော့အားနဲ့ ဝန်ထမ်းကောင်တွေကအပူလာအေးလာအကိုဆိုတော့မေးရဲ့အချိန်မှာအာကစတမားကလေတန်ရင့်ပြီးတော့ဖြေလိုက်တယ်ဘလောက်ဖြာတည်ဦးသူအင်းနေရာကိုငါကအေးတောင်းလာတဲ့အော်အပူပဲတောင်းမှာပေါ့ဆိုပြီးတော့အဲ့လိုဖြေလိုက်တဲ့အချိန်မှာလေတန်ရင့်လိုက်တော့ဝန်ထမ်းဝန်ထမ်းကောင်တွေကပေါ့တော့ဒေါသထွက်သွားတယ်ဒေါသထွက်သွားပြီးတော့ဒါငါ့ကိုမလီမစားဆက်ဆန်းတာဒါငါ့ကိုအာဟွာလောက်တာပေါ့နော်အေးမပါဘူးဆိုတော့ပုံစံပြောတာသူကဘာမလို့ငါ့ကိုထက်စီဆက်ဆန်းတာလဲအာ ပေါ့နော်ဟာတော်တော်လေးကိုအကြည့်မကောင်းနဲ့ကောင်းမယ်ငါမင်းတို့ကောင်းမျိုးမရအောင်ဆိုမျိုးတော့အဲ့လိုမျိုးပြောမယ်ဆိုရင်စိတ်ထဲမှာတော့ပြောနေရောပြောနေနဲ့သူတကယ်ပြောမလို့လုပ်နေတဲ့အချိန်မှာဘာဖြစ်လဲဆိုလို့ရှိရင်လေအာကောင်းမလေးရောက်လာတယ်အဲဝင်းနဲ့ကောင်းမလေးရောက်လာပြီးတော့တပါပြောလဲဆိုဟာတဲ့အကိုတဲ့အကိုကအရန်တော့ပြီးတော့သဘောထားကြီးရပဲပေါ့နော်ဘာဖြစ်လဲဆိုတော့သူတို့ coffee ဆိုင်မှာရှေ့တစ်ဘက်က customer တယောက်လာတယ်ပေါ့နော်အဲ့ customer ကနေပြီးတော့အာသူ့ coffee ဘာလေးတောက်မလဲမေးရဲ့အချိန်မှာသူ American ကိုတောက်မယ်ဆိုပြီးတော့အပူလေးတောက်မှလားဆိုပြီးတော့သူပြောလိုက်တဲ့အချိန်မှာပေါ့နော်သူက ဟဲ့တဲ့ငါရာသီဥတုအေးနေတိုင်းနဲ့အဘူးသားမာလာပေါ့နော်ငါအေးတော့လို့မရဘူးလားဆိုသူအလှလေးပြောသွားလို့ပေါ့နော်အာနောက်ပိုင်းကျတော့ customer တွေကိုဒီလိုမျိုးမေးရတာပါပေါ့နော်အာအကိုကတကယ်ရာသီဥတုနဲ့အဲကိုက်ညီအောင်တောက်တတ်တယ်ပေါ့နော်ကိုတကယ်ညံလဲရှိရဲသဘောထားလည်းပြည့်ဝရဲဆိုကောင်မလေးကပြောလိုက်တဲ့ချိန်မှာအဲ့ဒီလူကြီးကပျော်သွားပြီးတော့ အဲသူကအချင်းမြောက်ခံလိုက်ရတဲ့ခံစားချက်ကြောင့်အရန်ပြော်သွားပြီးတော့ဒီတင်းမာမှုဖြစ်နိုင်တဲ့ tension ဖြစ်နိုင်တဲ့အခြေအနေကနေပြီးတော့ ASCP ဖြစ်သွားရခာအဲ့ဒါလေးတစ်ခုကိုတွေ့လိုက်တယ်။နောက်နောက်ထပ် customer တယောက်ပါထပ်ပြောလိုက်မှာပေါ့နော်။နောက်ထပ် customer တယောက်အမျိုးသမီးတယောက် ရောက်လာတယ်။အဲရောက်လာတဲ့အချိန်မှာလည်းအဲ့လိုပဲကောင်းလေးကဘာလို့ရှိနေဆိုပြီးမေးလိုက်တယ်။အဲ့အချိန်မှာတော့ကောင်းမလေးမရှိဘူးပေါ့နော်။ဝန်ထမ်းကောင်းမလေးကမရှိဘူး။အာကောင်းလေးကမေးလိုက်တဲ့အချိန်မှာအာသူက ლათინო ამერიკანულ ბალტა တငယ်ချင်းတွေအတွက်အဲ့ customer စုပြီးမှာ စုပြီးမှာတဲ့အချိန်မှာဖြစ်သွားလဲဆိုတော့အဲစုပြီးမှာနေနဲ့အဲ့တဲ့ငါ့ကိုတဲ့ဟိုတစ်ခေါက်ကရတဲ့အာ promotion ကိမ့်မုံတွေပါပေးပါလားဆိုပြီးတော့ထည့်ပေးလိုက်ဆိုပြီးတော့အဲ့လိုပြောပြောတဲ့အချိန်မှာအာလက်ရှိမှာတော့ကွာသူတို့ဆိုင်မှာက promotion လည်းမရှိတော့ဘူး cake လည်းမရှိတော့ဘူးအဲ့တော့သူ့အနေနဲ့နည်းနည်းတင်းသွားရယ်အလကားရချင်းအလကားရရဲ့ဆိုင်မှာစားပါလားပေါ့နော်ဘာဖြစ်လို့လူကိုထက်စီရနေဆက်ဆံတာလဲပေါ့အဲကောင်းလေးစိတ်ထဲမှာじゃအာပြီးလို့ရှိရင် အာအလကားနေအချောင်ရခြင်းနေတဲ့လူတွေဆိုရင်သစိတ်ထဲမှာအဲ့လိုမျိုး judgment တွေလုပ်ပြီးတော့သူပြောခြင်းနေပြီပြောခြင်းနေတဲ့အချိန်မှာသူပြောတော့မယ်လုပ်တဲ့အချိန်မှာကောင်းမနေရရောက်လာရောက်လာပြီးတော့မကနေကောင်းမနေရကြားတော့ရရောက်လာပြီးတော့ဟဲအမရဲ့အမရဲ့ဒါစလေးအစင်တန်းရှိလိုက်တာပေါ့နော်။ရပါကောင်းတဲ့ကိမုတ်ကိုမှတ်မိရဲဆိုတာအစင်တန်းရှိရဲ့လူတွေပဲမှတ်မိတာပေါ့။ အာအမရဲ့အမတလောက်ရုပ်ချောပြီးတလောက်စိတ်စင်တန်းရှိရညီမသာတထေးဆိုလို့ရှိရင်အမကိုရောင်းပေးမှာပေါ့အခုကညီမကလည်းဝန်ထမ်းလေးဖြစ်နေရတထေးကလည်းအဲ့လိုမျိုးမညွှန်ကြားထားတဲ့ခါကျတော့ညီမအနေနဲ့ပေးလိုက်ဖို့အဆင်မပြေဘူးဖြစ်နေရပေါ့နော်အာညီမသာတထေးဆိုတကယ်အမကိုပေးမှာဆိုပြီးအဲ့လိုပြောလိုက်တဲ့အချိန်မှာတော်ဘာဖြစ်သွားလဲဆိုတော့တဖက်ကကြားတဲ့လူတက်ကကသူ့ရုပ်ချောရယ်လည်းပြောတယ်စင်တန်းရှိရဲ့ပါဇက်လေးလို့လည်းပြောတယ်အဲ့ချိန်မှာဖြစ်သွားလဲဆိုတော့သူစိတ်ထဲမှာပြေတော့သွားတယ် ပျော်သွားပြီးတော့မဖြစ်သွားလဲဆိုလို့ရှင်အော် okay မရရင်လည်းကိစ္စမရှိဘူးကော်ဖီလောက်ပဲယူသွားမယ်ဆိုရင်ပုံစံမျိုးလေးနဲ့ဒီ social skill ကပြီးသွားတယ်အာအဲ့မှာအာဒီဝန်ထမ်းကောင်လေးကလည်းအာသူကအပွင့်လေးဆုံးပြောရပေါ့နော်ကျွန်တော်အနေနဲ့လူတော်တော်များများကအဲ့လိုမျိုးနိုင်ထက်စီနေနေလာပြောရတဲ့အချိန်ကျကျွန်တော်အရန်ကို emotionally အရန်တုံ့ပြန်ခြင်းနဲ့စိတ်ပေါ့နော် အာဘာလို့ဆိုတော့ तू ကသူ့ကိုသူအလီစားမခံရဘူးဆိုတော့ trauma response နဲ့ तू အရန်တုံ့ပြန်ကျင်တာပေါ့နော်ဒါမဲ့အမရဲ့တုံ့ပြန်တဲ့ပုံစံကိုကြည့်လိုက်တာမှကျွန်တော်အနေနဲ့တော်တော်ကြီးကို inspire ဖြစ်တယ်ဆိုတဲ့ပုံစံလေးနဲ့ဒီ video လေးကအဆုံးသတ်ထားတယ်။ Okay အဲ့ဒီနေရာမှာ emotion နဲ့ intelligence ကဘယ်လို step by step လို့လို့သားလဲသင်တစ်ချက်လေးရှင်းပြမယ်။ပထမ customer လာတဲ့အချိန်မှာပထမ customer က very calm လို့မှာတယ်။ အာသူအပူလားအေးအေးလားတခြားမပြောရတဲ့အတွက်နဲ့ဝင်တန်းကောင်းလေးပြန်မေးတဲ့ချိန်မှာအပူလားအေးအေးလားသူမေးလိုက်တယ်မေးလိုက်တဲ့ချိန်မှာအာလေတန်းရင်းရင်းနဲ့ပြောလို့ဝင်တန်းကောင်းလေးကဒေါသဖြစ်သွားတယ်။ဒေါအလေဒေါသဖြစ်သွားပြီးတော့ငါကအလေးစားမခံရဘူးငါကနိုင်ထက်စင်းနေလောက်ခံရတယ်ငါကဥစားပေးမခံရဘူးဆိုတဲ့ခံစားချက်တွေအလုံးတော့ဖြစ်လာတယ် အဲ့ဒါရေဘာလို့ဖြစ်လာလဲဆိုတော့ဒီခံစားချက်ဖြစ်လာတယ်အဲ့တော့နင်းတို့ emotional အာဒီ intelligence မှာဆိုလို့ဆိုရင် step 5ခုကိုသွားရပါတယ်အာ self awareness ရှိရတယ်အရင်ဆုံးအဲ့တော့သူပထမအဆင့်မှာကအတူနေနဲ့ဒီ emotion ဖြစ်လိုက်တယ်ဆိုတော့သူအရင်ဆုံး self awareness ဖြစ်ဖြစ်နဲ့သူအရင်သိဖို့လိုတယ်အပထမဆုံးအဆင့်မှာဒီဝန်ထမ်းကောင်တွေပြောခံနေရတဲ့အချိန်မှာဝန်ထမ်းကောင်မလေးကလည်းအဲ့စိတ်မဖြစ်ဘူးမထင်ပါနဲ့လူတိုင်းမှအဲ့လိုပြောခံရရင်လေ ဘောသာထောင်းနေဖြစ်တဲ့စိတ်ကလူတိုင်းမှာရှိတယ်လူတိုင်းရှိတယ်အဲ့တော့အာထောင်းနေတော့အရင်စဖြစ်မှာပဲဖြစ်တဲ့အချိန်မှာငါလေးစားမခံရငါတမုန်းဖြစ်ဘူးအဲ့စစရဲ့ energy ရန်လာပြီဆိုတော့စပြီး awareness ဖြစ်ရတယ်ပထမတစ်ချက်အဲ့ဒါ self awareness ပါအာပြီးတော့ဒါကအာဘာလို့အဲ့လိုမျိုးလေးစားမခံရဘူးအဲ့လိုမျိုးခံစားရတယ်ဆိုငငယ်တုန်းကကိုယ့်ကိုနိုင်ထက်စီနေလောက်တဲ့လူရှိပါလိမ့်မယ်အာအဲ့နိုင်ထက်စီနေလောက်တဲ့လူတွေကိုပြန်မပြောလိုက်နိုင်နဲ့ကိုယ့်ရဲ့ စိတ်အခံကြောင်းတာလည်းကိုက trauma response လုပ်ချင်နေတာပေါ့နော်အဲ့တော့ဘာလဲဆိုလို့ရှိရင်ငငယ်တုန်းက trauma ရဲ့ influence ပေါ့နော်အဲ့ဒါကြောင့် trauma response action လို့ပြောရတယ်ဗျ trauma ရဲ့ influence ကိုခံနေရပြီလားဆိုတာကို set awareness ဖြစ်ဖို့လိုပါတယ်အဲ့တော့အာပြီးလို့ရှိရင် तू ကအဲ့ဟုတ်ပြီ तू အဲ့ခံစားချက်ကို တိလိုက်ပြီတိလိုက်ပြီဆိုလို့ဆိုရင်သူကဘာလို့ရမှာလဲဆိုရှင် emotional regulation ဘက်ကိုသွားပါတယ်ဟုတ်တယ်ငါဒီခံစားချက်ဖြစ်သွားပြီငါဒါကိုတိမပြု Okay သူ emotional သူ regulation ဖြစ်သွားပြီကွာသူဒီစိတ်ဖြစ်တာကိုသိပြီဘာကြောင့်ဒီဟာကဖြစ်လာတယ်ဆိုတော့တချို့ကသိရင်လည်းသိမယ်မသိရင်လည်းမသိမသိရင်လည်းကြော်ချလိုက်လို့ရတယ် Okay သူအဓိကအဲ့စိတ်ကိုအရင်သိမယ်သိပြီးတော့အဲ့စိတ်ဖြစ်နေရဆိုတော့ emotional regulation အတိမပြုမယ် self awareness လုပ်မယ် emotional regulation လုပ်မယ်လုပ်ပြီးကိုအနေနဲ့ try လုပ်ရအောင် ဒီလူကို trauma response နဲ့တွားပြီးတော့လုံမလားအာဒါမှမဟုတ်ရင်အာဖာလုံးချင်တယ်အဓိကကိုအဲ့ချိန်မှာဂိုးချရတော့မယ်ဂိုးဆိုတာကဘာလဲဆိုတော့ငါဒီဒီလူနဲ့ဆက်ဆက်ရေးအစဉ်ပြပြလေးနဲ့ငါကော်ဖီလည်းရောင်းရရဲဆက်ဆက်ရေးအစဉ်ပြပြလေးနဲ့ဝင်းဝင်း state နဲ့ပြီးသွားကြတာလားဒါမှမဟုတ်ခဲ့လို့ရှိရင်ငါကိုရင်သေးလို့ဆိုပြီးတော့ဆိုင်ကနေမောင်းထုတ်ချင်တာလားအဲ့ဒီနှစ်ခုတည်းကတခုရွေးရပါတယ် ီနိုအားဆောင်မှု try ဆိုအမြဲတမ်းပြောပါနှစ်ခုတည်းတစ်ခုရွေးရွေးရရွေးအချိန်မှာကောင်လေးကတော့အာသူကတော့ bad response ပေါ့ trauma response action ကိုရွေးဖို့ကြိုးစားမိမယ်ကောင်မလေးကကြာသူ့ကိုယ်ကပါလဲဆိုတော့ win win saturation ဥတည်သွားတဲ့အတွက်ね okay ငါကတော့ win win saturation ဥတည်ရဖြစ်တယ်ငါကိုယ်တိုင်လည်းဒေါသတော့ဖြစ်တယ်ဒေါသကလည်းငါငငယ်ဒုံက အာခံရတဲ့အာဒါငါကူစားစရာရှိနေတဲ့အရာကြောင့်ဖြစ်တယ်ဆိုတော့သူ့ကိုယ်သူလည်း emotional regulation လုပ်လိုက်သူ့အနေနဲ့အဲဘာလဲအေးစစ်စစ်ဝင်ဝင် saturation နဲ့ပြီးသွားမဲ့ goal ကို तू ကထားလိုက်တယ်ထားလိုက်ပြီးတော့သူ့ငငယ်တုန်းကဆန္ဒဖြစ်ခဲ့ရဲ့အာဘာလဲခံစားချက်တွေ feeling တွေ pain တွေပေါ့နော်အဲ့ဒါကို तू အနေနဲ့ဒါက trauma response ကြောင့်ငါကပြောချင်နေရပါဆိုတော့နားလေသွားသည် pain နာကျင်မှုကို wisdom ပါဝါပြောင်းလိုက်တာပါပြောမဆိုအမျော်မြင်ရှိရဲ့ပါဝါပြောင်းလိုက်တာပါဘာလို့ဆိုငါကဒီလိုဆက်ဆံလိုက်ဒီလူနဲ့ဆက်ဆံရင်ပူဆိုးသွားလိမ့်မယ်ဒီလူနဲ့ငါနဲ့ခဏပဲတွေ့ရတာအဲ့တော့ငါအနေနဲ့အကောင်းဆုံးလေး response လုပ်လိုက်မယ်ဆိုရဲကိုရွေလိုက်တဲ့အချိန်မှာသူဒီ pain နာကျင်မှုကို wisdom ဉာဏ်ပညာနည်းနဲ့ပြောင်းတယ်ပြီးလို့ရှိရင်သူ့အနေနဲ့နောက်ထပ်တစ်ချက်အနေနဲ့ဘာလုပ်လိုက်လဲဆိုလို့ရှိရင် motivation ဘက်ကိုတည်တာပါရဲ့ဒီလူကိုအကောင်းဆုံး service ပေးမယ် response ပေးမယ်ဆိုတဲ့ဘက်ကိုသူ့စိတ်ကိုသူထားလိုက်တယ် အာအဲ့တော့ဆောနာက motivation ပြီးွားရဆိုလို့ရှိရင်နောက်ဆုံးအဆင့်မရောက်ခင်မှာဘာလို့လဲဆိုလို့ရှိရင် empathy လို့ပါတယ် empathy ဆိုတာကအာတပတ်လူက ကိုယ်ကိုရင်းရင်းသီးသီးပြောလိုက်ခြင်းဒီဒါသူ့ရဲ့တနေရာမှာတယောက်ယောက်ကဒါသူ့ကိုရင်းရင်းသီးသီးပြောလိုက်လို့သူ့အနေနဲ့အမိုက်တွေတည်လာပြီးတော့အဲ့အမိုက်ကိုကိုယ့်စီကိုပုံချတာလို့ အာကွာနားလေတဘောပေါလိုက်ချင်းအဖြစ်မဖြစ်လဲဆိုလို့ရှိရင်သူနဲ့ကိုနဲ့ဆက်ဆံရေးအဆင်ပြေအောင်လို့ပေါ့နော်ဝင်ဝင် saturation လုံးမဲ့နေရမှာကွာအာအဆင်ပြေပြီးရောဆိုပြီးပလီရဲ့စကားမပြောတော့ဘဲနဲ့အမှန်ကိုအမှန်တိုင်းပြောဖို့အတွက်အာဒါကဟိုဘယ်လိုပြောရမလဲအတ္တိတရားလေးတခုရသွားစီရဲ့ပေါ့နော် empathy ရကြတော့ပြောမယ်ဆိုရှင်သူ့ရဲ့ emotion ကိုလည်း အတိမပြုရရောက်သွားတယ်။ကိုကိုရာရဲ့ emotion emotional regulation လုပ်တယ်ကိုကညံကောင်းလို့ emotional regulation လုပ်တယ်လုပ်တယ်မလား။အဲ့တော့တဖက်လူက तू ကအရန်ကြီးအာသူ့ကို तू emotional regulation လုပ်နိုင် तू ဘာဖြစ်လို့ဖြစ်သွားမှမသိပဲလုပ်လိုက်တဲ့အပြုအမူတစ်ခုသူ့ကို तू emotional regulation မလုပ်နိုင်ဆိုရင်တော့မှဒါကိုရီကနေပြီးတော့ကိုညီပြီးတော့သူ့ရဲ့ emotion ကိုနားလည်ပြီးပြီးတော့စာနာပြီးပြီးတော့ emotional regulation လုပ်လိုက်ခြင်းအဖြစ်အာသူ့အနေနဲ့ ဘာဖြစ်သွားလဲဆိုလို့ဆိုရင်ဟိုကိုစီက agent နဲ့ client တွေကိုသူပဲခံစားမိတယ်ခံစားမိရဲ့အခါကိုကလည်းအကောင်းဆုံးအမှန်ဆုံးစကားနဲ့မပလီဝဲနဲ့ဒါတုံ့ပြန်ပြီးတော့ပြောဆိုလိုက်တဲ့အခါတုံ့ပြန်ပြီးပြောဆိုရဲဆိုတော့သူနဲ့ကိုနဲ့ဆန်ရတဲ့အဆင်ပြေမယ်စကားကိုလည်းအမှန်တိုင်းလေးပြောပြောမယ်ပေါ့နော်အဲအမှန်တိုင်းလေးနဲ့အေးစစင်းလေးပြောလိုက်တဲ့ချိန်ကျတော့ဘာဖြစ်လဲဆိုလို့ရှိရင်သူကိုယ်တိုင်နာမှာကိုယ့်ရဲ့အဖြစ်အပျက်ကို inspire ယူလာနိုင်မှာပေါ့နော် အဲ့တော့အာ empathy stage ကအရင်ရည်ကြည့်ပါတယ်သူ့ကိုလည်းနားလေကိုကိုလည်းနားလေလိုက်တဲ့အချိန်မှာဆိုလို့ရှိရင်ကိုဒီဆက်ဆံရေးနဲ့ဆင်ပြေမယ် empathy ရှိပြီပဲပြောလိုက်တဲ့အချိန်မှာကိုကစပြောင်းလဲလိုက်တော့ကိုဘေးနာက client အဲကိုပြကိုရဲ့ energy ကြောင့်တစ်ဖက်လူကလည်းပြောင်းလဲလိုက်တနည်းအားဖြင့်မြောင်ပြောရင်ကိုကပြုံပြုံလေးဆက်ဆံလိုက်တော့သူကလည်းကိုရဲ့အပြုံးလေးကိုသဘောကျပြီးတော့သူကိုယ်တိုင်လည်းကို inspire ယူပြီးတော့ပြုံပြုံလေးဆက်ဆံလာနိုင်ပါတယ် အဲ့တော့အာသူအနေနဲ့ response လုပ်တဲ့အချိန်မှာအဲသူကလာလာလေးပြောလိုက်တယ်အကိုဒါသူစိတ်ထဲမှာပါတဲ့စကားကိုပြောတာမဟုတ်ဘူးเนาะသူဒီအမှန်တကယ်အာလူတယောက်ရဲ့ true အမှန်တရားကိုမြင်ပြီးတော့ပြောလိုက်တာ ဟာ အကိုညီမတို့ဒီဟွာမှာအဆောက်အအုံလာဝဲတယောက် customer တယောက်ရှိတယ်သူ့ကိုအပူလာအေးလာမေးတဲ့အချိန်မှာသူကအာဒီ ေးရရာဒီဦးသူမှာအေးရမတော်ရအောင်လားဆိုပြီးတော့သူအဲ့လိုလေး complaint တက်သွားတဲ့အတွက်နဲ့အဲ့ဒါကသူသူ့အနေနဲ့ပေါ့နော်အကိုလည်းအေးရတောက်ချင်မလားပူရတောက်ချင်မလားတိချင်လို့မေးလိုက်တာပါဆိုပြီးသူဒီအမှန်တရားကိုပဲသူပြောလိုက်တယ်စကလုံးကိုလှအောင်တုံးလိုက်တာမဟုတ်ဟောအကိုကချောတယ်ကိုကလှတယ်အဲအဲ့လိုပုံစံမျိုးတုံးလိုက်တာမဟုတ်ဘူးကွာသူဒီအမှန်တရားအတိုင်းစကလုံးကိုပြောလိုက်တာပဲဖြစ်တယ်အဲ့တော့ သူပထမဆုံးကမလီလီဒါကမလီလောက်လိုက်တဲ့အပြုမှာ emotion နဲ့ intelligence ဆိုရယ်သူကိုယ်တိုင်နဲ့ဒေါသဖြစ်မှာပဲသူကိုယ်တိုင်နဲ့အထက်စီးဆန်တယ်လို့ခံစားရမှာပဲဒါပေမဲ့သူ့အနေနဲ့ဒီဆက်ဆိုင်ကြီးကိုပြည်လဲဖို့စူးစမ်းနေနေရမှာသူကစိတ်ထဲကမပါတဲ့စကားလုံးလည်းမတော့ဘူးသူ့အနေနဲ့ဖြစ်သွားတဲ့ခံစားချက်ကိုလည်းအတိမှတ်ပြလိုက်တယ်သူ့အနေနဲ့အဲ့ဖြစ်သွားတဲ့ခံစားချက်ကဘယ် influence လဲသူကူရမှာလား तू အဲ့ဒါတွေကိုတော့ तू ရှာဖွေတွေးရှိနေမှာမတွေးသည့်တိုင်အောင်တော့မှ okay ခဏလောက်ထားလိုက်အောင် ငါဒီနေ့ဒီခံစားချက်ဖြစ်သွားတာကိုတိမှတ်ပြီးပြီးတော့ငါဘယ်လိုမျိုးအကောင်းဆုံးတုံ့ပြန်မလဲဆိုတာကိုသူရွေးချယ်သွားတာကို emotional intelligence လို့ခေါ်ပါတယ်အဲ့တော့ကမလီကအမှန်တိုင်းပဲပြောလိုက်တယ်။သင်တို့ဒီခက်မှာပေါ့နော်။ဟိုသူများနဲ့ဆက်ဆံရေးအဆင်ပြေလို့ဇောနဲ့အာဟိုလိန်ပြီးတော့အကိုအမချောတယ်။အမလာတာမလို့အာအမရဲ့အာဒီတိုင်းလေးပဲမေးကြည့်ရပါဘာညာအဲ့လိုမျိုး ပလီကြီးပြောတာဘာတစ်ခုမှမပေါ့သူအမှန်တရားအတိုင်းပဲသူပြောသွားတယ်အဲဒါကြောင့်ဆက်ဆိုင်ကြီးကပို့ပြီးတော့အဆင်ပြေသွားတယ်ပေါ့နော်အဲ့တော့ဒုတိယတယောက်ဒုတိယတယောက်မှာတော့သူနည်းနည်းထူးဆန်းတာပါတယ်ဘာလဲဆိုတော့โอเคသူ့အနေနဲ့ဒုတိယအမိုင်းတယောက်မှာဆိုလို့ရှိရင်သူ့အနေနဲ့ဆိုလို့ရှိရင်ခိမုတ်ကိုဒီတိုင်းกว่าအာအဲ့အန်ဒီကအလကားတောင်တောင်းနေတဲ့နေသားဖြစ်နေပြီသူကအရင်လို promotion ရရတဲ့အလကားတောင်တောင်းနေတဲ့နေသားဖြစ်နေပြီအဲ့ချိန်ကျတော့သူ့အနေနဲ့က အဲ့လာဝယ်တဲ့ customer ကသူ့ရဲ့တထေးနဲ့လည်းရင်းနှီးရမှုဖြစ်နေတယ်။ဒါပေမဲ့သူ့တထေးကအာအခုချိန်မှာကိတ်မုံပေးရမယ်ဆိုရယ် promotion မလုပ်ထားတဲ့ခါကျတော့သူ့အမိငယ်ကအဲ့ customer ဒီတိုင်းပြောလို့မရဘူးဆိုတော့သူသိ။အဲသိရဲ့ခါကျတော့သူဒီဘာလုပ်လိုက်လဲဆိုတော့ကိတ်မုံ quality ကောင်းနေဆိုတာကိုပထမဆုံး customer ကို awareness ဖြစ်အောင်သူကပြောလိုက်တယ်ပထမတစ်ချက်။အဲဒုတိယတစ်ချက်အာညီမသားအာ တတိဖြစ်နေရင်အမကိုလို့ချောရဲလာရင်လူအမလိုမျိုးဒီကိတ်မုံကောင်းကောင်းနေအဆင်တန်းမြင့်နေပါစေရှိရလူညီမပေးမှာပေါ့အာဒါပေမဲ့ညီမကဝန်ထမ်းဖြစ်နေလို့ညီမမပေးနိုင်ဘူးလို့ပြောလိုက်တာအမှန်တော့အဲ့ဒီစကားလုံးစမ်းနဲ့သုံးခုလုံးရဲ့ meaning က say no ပါငါမပေးနိုင်ဘူးလို့ပြောလိုက်တာပဲဒါပေမဲ့ငါမပေးနိုင်ဘူးလို့ဒါရိုက်မပြောဘူးသူဒီလှလာလေးပြောလိုက်တယ်ဒါပေမဲ့တခုရှိရက သူသူစိတ်ရင်းနဲ့မှာတော့သူတကယ်ပါဟိုနင်တို့တစ်ခါကြိုက်ပတ်စံရှိလို့ရှိရင်တော့အဲ့လိုမျိုးလာတောင်းဆိုနေတဲ့သူကိုပေးနေပေးလိုက်နိုင်တော့ပေးလိုက်မယ်မပေးလိုက်နိုင်တဲ့ခါကြိုက်ရင်တော့အာမပေးနိုင်ကြောင်းပြောရတဲ့ခါကြိုက်ရင်တော့နည်းနည်းစကလုံးလေးကိုကြိတ်ကောင်းအောင်လေးတောင်းရတာရှိရပါသူအနေနဲ့ဝန်ထမ်းမို့လို့ပေးလို့မရဘူးဆိုတော့အမှန်တရားကိုသူပြောသွားတယ်အဲ့ချိန်မှာတော့သူက boundary ထားလိုက်တယ် sub boundary ကိုမပေးနိုင်မပေးနိုင်ကြောင်း say no ဆိုတာကိုသူဒီရအောင်သူပြောလိုက်နိုင်တယ် အဲသူပြောတဲ့ချိန်မှာလည်းနားထောင်ကောင်းအောင်ပြောလိုက်တယ်ကွာပလီပြီးပြောတာဘာတစ်ခုမှပါမနေသူအယိုးသားဆုံးအဒီအမှန်တရားကိုပဲသူပြောလိုက်တဲ့ခါကျတော့ဘာဖြစ်သွားလဲဆိုတော့ Direct customer ဩသူမှလည်းတကယ်ခက်ခဲဖြစ်လို့ မပေးတာပါလားဆိုတာကိုသိသွားတဲ့အချိန်ကသူ complaint မတက်တော့ဘဲနဲ့ okay နင့်တထင်းနဲ့တွေ့ရင်ငါနင့်ကိုပြောလိုက်မယ်နင့်ကြောင့်ကိုအာလာစာတူပြီးဘာလို့ပြောလိုက်အောင်မဲဆိုပြောလိုက်တယ်။ကောင်မလေးကလာစာတူခြင်းနဲ့စိတ်ကြောင့်တော့ပြောလိုက်တာတော့မဟုတ်သူ့အနေနဲ့ဒီကိစ္စဖြစ်နေတဲ့တင်းမှာမူကိုဖြေလျှော့သွားဖို့လောက်ပဲသူက အဲစကားကိုဆက်လာလေးတောင်းလိုက်တာ emotion နဲ့ intelligent လို့ပြောပါတယ်ဒါပေမဲ့ तू ပလီပြီးပြောတာမပါဘူးနော်နင်းပြောရင်နင်းတို့ဒီဘက်ခစ်တင်တော်တော်များများမှာတော့အာစိတ်ထဲကမပါဘဲနဲ့ပြောတာကြီးအရန်များတယ်အမှန်အမှန်တိုင်းမပြောနိုင်တာကြီးအရန်များကြတယ်အာတကယ်တမ်းကျတော့ဟိုဒီကောင်မလေးတောင်းသွားတာက set the boundary ဆိုရလဲအမှန်တော့ self love ပဲတော်နည်းနည်းစီတားလိုက်တာပေါ့နော် boundary တားလိုက်တာကိုမပြီးနိုင်တဲ့အရာကိုမလုပ်နိုင်တဲ့အရာပေါ့သူက no ဆိုပြီးတော့ သူပြောရဲသွားတာသူကသူအမှန်တရားဘက်မှာရှင်သန်ပြီးရက်တည်ရဲသွားတာဒါလည်း emotional intelligence တင်ပါပါတယ်အဲ့တော့အဲ့ဒီချိန်မှာဘာဖြစ်လဲဆိုလို့ရှိရင်ဒါကိုဒါနေရ psychology အရာ emotional intelligence အရာတွေလည်းပြောသွားတယ်အဲ့တော့ဒါကိုနောက်ဥပမာတစ်ခုနဲ့ထပ်မြင်အောင် ပြောရမယ်ဆိုလို့ရှိရင်ဒီအာကိစ္စတွေဖြစ်နေတယ်ထပါတော့ပထမ customer လာလားဒုတိယ customer လာလား အာဒီရောင်းနေတဲ့ဝန်ထမ်းကောင်မလေးစီမှာလည်းမှန်တစ်ချက်ကင်ထားတယ်။ customer စီမှာလည်းမှန်တစ်ချက်ကင်ထားတယ်။ဒါလို့မြင်ကြည့်လိုက်မျက်လုံးထဲမှာအဲ့တော့ customer ကရိုင်းရိုင်းဆန်းဆန်းဆက်ဆန်တဲ့အချိန်သူ့ရဲ့မျက်နှာတင်းသွားတာဒီဝန်ထမ်းကောင်မလေးရဲ့မှန်ထဲမှာမြင်နေရမယ်။အာဝန်ထမ်းကောင်မလေးကလည်းခက်ပြုံပြုံပြောလိုက်တဲ့စကားအတိလေအာဒီ customer ရဲ့မှန်မှမြင်နေရမယ် အဲ့တော့အာဒီချိန်မှာ customer ကောင်းမလေးရလဲမှန်ကိုင်နာမယ်။သူကလည်းပြုံပြုံလေးပြောနေမယ်။ပြီးတော့ဒီ customer တင်းတင်းမာမာပြောနေတဲ့ပုံကလည်းဒီမှာမြင်နေရမယ်ဆိုလို့ရှိရင်စဉ်းစားကြည့်။ဘာလို့သူနဲ့ငါနဲ့မတူတာလဲ။ဘာလို့ different ဖြစ်နေရလဲဆိုပြီးတော့ customer ဘက်မှာလည်းအဝဲဖြစ်သွားတယ်။မသိစိတ်တည်းကနေ။ဟဲငါသူ့လိုမျိုးလေး claim ဖြစ်ပြီးပြုံးကျင်လိုက်တာဆိုပြီးတော့စပြီးတော့ဖြစ်လာတယ်။အဲအဲ့ချိန်မှာသူလည်းဘာဖြစ်လဲဆိုစိတ်ကလေးကဖြီလျှော့သွားပြီးတော့ကောင်းမလေးပြုံးတယ်လို့ပဲသူလည်း ူရဲ့ဒီကောင်းမလီကိုင်းတိုင်းမှန်မှမြင်နေရတဲ့သူ့ပုံသူ့ပုံကိုလည်းကောင်းမလီလို့ပြောနိုင်အောင်စူးစမ်းလိုက်တာကဒါ inspire ယူသွားတယ်လို့ပြောပါတယ်ပြောမယ်ဆိုလို့ရှိရင်တယောက်ယောက်ကိုတူပလိုက်တယ်လို့ပြောလို့ရတယ်ပြောမယ်ဆိုရင်အေးတဲ့ energy က A ရဲ့ energy သွမ်းသွားတယ်ဆိုတဲ့ပုံစံမျိုးလို့ဖြစ်သွားတယ်ပေါ့ဒါကိုမြင်ရပါလိမ့်မယ်အဲ့ဒါက အဲအားကြောင့် emotional intelligence ဆိုတာက emotional management လို့ပြောလို့ရတယ် inner leadership လို့ပြောလို့ရပါတယ်ကိုကိုကို leadership လုပ်လိုက်တဲ့အခါကျတော့ကိုပြုမူလိုက်တဲ့ပုံစံကိုသူများတွေက inspire ပြန်ယူသွားတဲ့ပုံစံပါဘာဖြစ်လို့လဲဆိုအန်အောမှုကောင်းတဲ့ body လိုချင်းကြီးမျိုးမှာငါသားဆိုဒီလိုတုံ့ပြန်လိုက်မှာဆိုရဲနေရအစားမှာသူဒီသူ့ဘောင်သူမကြော်ပဲဦးအမှန်တရားအတိုင်းပြောရဲ claim ဖြစ်တဲ့အတန်နဲ့ပြောရဲသူ့စိတ်ထဲကအမှန်တရားအတိုင်းပြောသွားတယ်အာ ဲ့ချိန်မှာသူများကပါ inspire ယူခြင်းပါတယ်အဲဒါကြောင့် uh emotional intelligence ဆိုတာကိုကိုကိုအရင်သိပြီးတော့ကိုကိုကို self awareness ဖြစ်တော့မှဒါကတော့ emotional intelligence ဖြစ်နိုင်နေဆိုတော့ native video လေးကနေပြီးတော့အင်းလာနေပါတယ်ပေါ့နော်ဒါပေမဲ့နေလို့လူသားတွေကတော့အာကိစ္စတိုင်းမှာတော့ self awareness ရှိနိုင်လားဆိုလို့ရှိရင်တော့ဒါတော့ကျင့်ရတာပေါ့နော်။အာလင်းလဲဒါ ိစ္စအတိုင်းလို့လို့မှာတော့ self awareness အရှိရလို့တော့မဆိုပါဘူး။များသောအားဖြင့်ရှိနေအောင်လို့စူးစမ်းနေရယ်အစူးစမ်းနေရယ် grow up လုပ်နေရယ်အကိုလွတ်သွားတဲ့နေရာလေးတွေရှိရယ်။အဲ့ချိန်ကြရင်လည်းကိုယ့်ကို reflection ဝင်ပြီးပြန်ရှာရင်ငါဘာလို့ဒီစကားတွေပြောရလဲ။ငါဘာလို့ဒီစကားတွေလုံးဖြစ်နေရလဲ။ဘာလို့ဒီပြုမှုတွေလုံးဖြစ်နေရလဲ။ငါပြန်ရှာရယ်။ဖြည်းဖြည်းချင်းရအောင်ပြင်ကျင့်နေပါတယ်။ အဲအဲ့လိုမျိုးပြင်ကြည့်ခြင်းအဖြစ်တော့ကိုဒီကိုကိုကိုအာဒါ emotional intelligence emotional management လုပ်နိုင်တဲ့အခါမှာကိုကိုကို inner leadership လုပ်နိုင်လေလေအာဒါကိုကိုသူ့ပါပြီး inspire ယူသွားမဲ့လူတွေတော်တော်များများမှာလေဒါ emotional intelligence ကိုကိုကသင်ပေးလိုက်သူလို့ဖြစ်နေနေဖြစ်လာမှာဖြစ်ပါတယ်အဲ့တော့အာဒီဗီဒီယိုလေးမှာဒီ emotional intelligence အကြောင်းတော့တော်တော်လေးရှင်းပြပေးသားပြီးတော့ထင်ပါတယ်အာအလုံးလေး emotional intelligence အကြောင်းနားလည်သားကြမယ်လို့လည်း ယူဆပါတယ်လေရဲ့ emotional intelligence တွေရှင်းပြရတာတော့ဒီလောက်ပါပဲ။အာလေရဲ့ channel လေးတွေဗီဒီယိုလေးတွေကိုအမြဲတမ်းစောင့်မျှော်ပြီးတော့အပိစားရတဲ့တရားချင်းစီရင်လည်းကြည့်စုတင်ပါတယ်။နောက်ထပ် season 3လေးနဲ့လာအောင်မလို့လေလေရဲ့ channel လေးကိုစောင့်မျှော်ပြီးတော့အပိပါလို့လည်းဖိတ်ခေါ်လိုက်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်လည်ပြီးတော့ဆုံးဖြတ်ပါမယ်နော်။